အလုံးမဲ့မင်္ဂလာပါဒီနေ့မေလ22ရက်နေ့မှာတော့ကရင်ပြည်နယ်ထိုင်းနယ်ဆက်မှာရှိတဲ့ဒီစက္ကဆရဲ့စခန်းပလေတိုစခန်းရဲ့မော်ခီစခန်းရဲ့ဒီနှစ်ခုကိုနေပြီးတော့အပြိုင်တည်းဝင်တိုက်တာဖြစ်တယ်ဆိုတော့ပလေတိုစခန်းကျတော့တိတ်မကြခင်ကျတော့မယ်ဆိုတဲ့တင်းကိုတွေ့ရတယ်မော်ခီကျတော့ကျွန်တော်တို့မကြသေးဘူးဆိုတော့အဲ့ဒီဟာကိုတိုက်တာကဘယ်သူတွေလဲဆိုလို့ရှိရင်တော့ KTL နော် KTL ကျတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲဘိုးချုပ်နန္ဒမြဘယင်တို့က KNDU ပေါ့စီယူစီချုပ် ဆိုတော့ကိုကနေပြီးတော့ဒီကနေပြီးတော့ဒီသူကခွေထွက်လိုက်တယ်ခွေထွက်လိုက်ပြီးမှတခါသူကသူ့အဖွဲ့စီကိုသူတီထောင်လိုက်တယ်ဆိုတော့အရင်တော့တော့ဘိုအစေဝါတို့ဘာတို့သူ့စီမှာပဲเนาะအဲ့ဒီမှာသူတို့အရှုပ်အရှိန်တွေရှိတယ်ဒီလက်နဲ့တွေရောင်းတယ်ပါတယ်ညာတယ်နဲ့ဟိုဖက်ကလကားပေးလိုက်တယ်လှူလိုက်တယ်ဝဲတယ်အဲ့ဒီဟာကနေပြီးတော့ပြန်ပြီးတော့ကိုအချင်းချင်းရောင်းစားတယ်ပါတယ်ညာတယ်နဲ့တတိနဲ့တော်တော်တက်လာသေးတယ်เนาะဆိုတော့ ဒီ KTLA ကလည်းပထမပိုင်းကတော့တော်တော်နာမည်ကြီးရဲ့နောက်ဘုတ်ချုပ်နယ်နားမြောက်ကိုတိုင်အုပ်ချုပ်တယ်ဆိုတော့နောက်ဘုတ်ချုပ်နယ်နားမြောက်ကိုတော်လိုင်းရဲ့ဖွဲ့တွေကတော်တော်အားကိုးခဲ့တယ်။နောက်အဲ့ဒီမှာတော်လိုင်းရဲ့ဒီမှာဆိုလို့ရှိရင် COC ချုပ်လို့မလားစသည်ဖြင့်ညာဖြင့်နောက်သူတို့ခံမှန်းကြတယ်။နောက်နောက်ဆုံးကျတော့ဖျားရှူပြီးတော့တော်တော်ပျောက်သွားတယ်။ဖျားရှူပြီးတော့ပျောက်သွားတာကဘာကြောင့်လဲဆိုတော့နောက်ငွေရေးကြေးကြောင့်လည်းတော်တော်ကိုပြဿနာတက်ခဲ့တယ်။နောက်အဲ့ဒီမှာသူတို့နာမည်ပျောက်သွားတယ်ဆိုတော့ဘုတ်အစေးဝါလေးအဲ့ဒီကနေပြီးတော့ခွေထွက်လိုက်တယ်။ ခွင်ထွက်လိုက်ပြီးမှတခါ KNU ကိုဝင်လိုက်တယ်အရင်တော့ KNU ကဒီမအလကောင်မတိုက်တဲ့ခါကျတော့ तू ကအဲ့ဒီ KTL ကိုသွားပြီးတော့ပေါင်းလာပါပြီဆိုတော့ तू ကမအလကောင်တော်တော်တိုက်ချင်တဲ့လူဖြစ်တယ်ဆိုတော့အပြက်ချင်မှုချင်တဲ့လူတွေဖြစ်တယ်ဆိုတော့ခုနကမှချစ်သူတို့ဘာလို့လဲ तू ချတာပဲနော်အဲ့ဒီ KNU ကအဲ့လိုမျိုးသူ့စီမှာပေါင်းတဲ့ခါကျတော့ခုနကမှချစ်သူတို့ဒီရွှေကုတ်ကိုတော်မှတိုက်တယ်လေနော်တိုက်တဲ့ခါကျတော့နောက်ဆုံးကျတော့သူ့ကိုအဲ့ဒီမှာထားလို့မရတော့မရတဲ့ခါကျတော့ဟုတ်ဖက်မှာဒီနေ့တိုင်တိုက်ဖက်မှာသူ့ကိုပြောင်းလိုက်တယ်နော်မျိုးလေပတ်နေတယ်အဲ့ဒီဟိုပါပေါ့ဒီပိုအေးစေဝါကအခုက ဟိုချုပ်နန္ဒမြတော့ဥဆောင်တဲ့အဖွဲ့ပေါ့နော်သူတို့ကနေပြီးတော့စာပြတိုက်တယ်ဆိုတဲ့ဟာကိုခုမှနာမည်ထပ်ပြီးတော့ပေါ်လာတယ်နော်စာပြတိုက်တယ်ရမလားမရဘူးလားမသိဘူးဘာဖြစ်လို့ဆိုတော့သူတို့အခု KN ကိုလည်းပေါင်းလို့ရလားမရလားမသိဘူးအရင်တော့ဆိုလို့ရှိရင်ဒီတမဟာလေးနေမြေမှာခဏခဏအချင်းချင်းပြည့်ကြတယ်နော်တမဟာလေးက KNU က KTI လေးနဲ့နော်အဲ့လိုပြောအချင်းချင်းခြားကြတာအဲ့ဒီတမဟာလေးမှာပဲဆိုတော့အခုတမဟာလေးကတော့တော်တော်သိမ့်နေတယ်ဆိုတော့အခုမော်ခီးစခန်းကိုကြတော့ KTI လေးကနေပြီးတော့သိမ့်နေတယ်နော်သိမ့်နေတယ်မရသေးဘူးဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီခုမြန်မာနိုင်ငံက နိုင်ငံသား၂ယောက်เนาะအဲ့ဒါကကျွန်တော်တို့မဒိမုံနဲ့ဒီမူကျူးလွန်နဲ့ဒီအမေရိကမှနေတယ်เนาะသူတို့ကဆိုတော့သူ့ကိုနေပြီးတော့တယောက်ကထောင်နိုင်စနေနဲ့တယောက်ကတော့စင်နဲ့เนาะအဲ့လိုမျိုးကြခံတဲ့တကယ်လူတွေဖြစ်တယ်။ဥညုံမြင့်ဆိုတဲ့လူနဲ့ကျွန်တော်တို့ဥကြော်မြဆိုတဲ့လူ၂ယောက်ပေါ့နော်၂ယောက်ကိုနေပြီးတော့ဟိုးဖက်မှာတော့စစ်တကယ်တကယ်တိုက်နေတဲ့ရှေးတန်းတနေရာမှာအဲ့ဒီမှာပြင်းထန်တိုင်းပေးလိုက်တယ်နော်အဲ့ဒီမှာ တောင်စုတယ်မှာเนาะတောင်စုတယ်မှာနေပြီးတော့သူ့သူတို့ကိုပို့လိုက်တယ်ဆိုတဲ့ခါကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့6ဦးရှိတယ်เนาะ6ဦးမှာကျွန်တော်တို့ဒီဂျူဘာတို့လာအိုတို့မက္ကဆီကိုတို့ပြီးလို့ရှိရင်တော့ဒီဗီယက်နမ်တို့စသဖြင့်ဒီနေရာတွေကိုအကုန်လုံးပြင်းနေနိုင်ပေးလိုက်တယ်เนาะပေးလိုက်တယ်ခိုးနေရောက်တော့စစ်ပွဲရှိတဲ့နေရာဟိုရှေ့တန်းမှာเนาะအဲ့ဒီစုတယ်မှာနေပြီးတော့ပို့လိုက်တယ်သူတို့နှစ်ယောက်ရဲ့ပြေးဖို့ကတော့တယောက်ကတော့လုံးဝမလှရှားနိုင်တဲ့မတုံ့ပြန်နိုင်တဲ့မိန်းကလေးတစ်ယောက်ကို ။ဦးညိုမြင့်ဆိုတဲ့လူကတော့အခုနကအလိုမတူမတင်းကျင့်တယ်။နမတင်းကျဲတယ်။နောက်တစ်ယောက်ကျတော့12နှစ်အောက်ကလေးနေပြီးတော့အာအခုနကပြောသလိုလင်မှုကိစ္စနဲ့နေပြီးတော့ကျူးလွန်တယ်။နောက်ကျူးလွန်တယ်အဲ့ဒါကဦးကျော်မြတ်နော်။သူတို့နှစ်ယောက်ကတော့ထောင်ထံအတိတ်ကြာပြီးတော့အခုနကဒေါ်နယ်ထရန့်နေပြီးတော့ပြင်းထန်တန်ပေးလိုက်တာ။ပေးလိုက်တာတယောက်အခုနကနှစ်ယောက်စလုံးကတော့တောင်ဆူတင်ကိုရောက်သွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာဖော်ပြကြရတယ်။နောက်တစ်ခုကမကွေးတိုင်းမြန်မြို့နယ်မှာဆိုလို့ရှိရင်တော့ ဘဟင်းရွာမှာเนาะအဲ့ဒီမှာတမင်းဆိုင်တစ်ခုမှာစားကြတယ်အဲ့ဒါစားတာက PDF တင်เนาะ PDF လေးယောက်ကနေပြီးတော့အဲ့ဒီမှာတမင်းဆိုင်မှာစားတယ်စားတဲ့ခါကျတော့သူတို့ရဲ့ဘောမတွေကသတင်းပေးတယ်သတင်းပေးတဲ့ခါကျတော့အဲ့ဒီမှာလေရင်နဲ့ပုံချေးလိုက်တယ်เนาะပုံချေးလိုက်တဲ့ခါကျတော့အဲ့ဒီမှာ PDF လေးဦးရဲ့ sign pension ဒါအမိနှစ်ယောက်ကအဲ့ဒီမှာဆုံရှုံသွားတယ်เนาะအဲ့ဒီမှာတည်ဆုံသွားတယ်ဆိုတော့စုစုပေါင်းဘယ်နှယောက်လဲဆိုတော့ 6ယောက်เนาะ6ယောက်တည်ဆုံးသွားတယ် PDF က4ယောက်ဆိုင်ပိုင်ရှင်မိသားစုပေါ့အဲ့ဒီမှာတာမီနေယောက်ဆိုတော့ကျဆူဆူပေါင်းက6ယောက်စလုံးအဲ့ဒီမှာတည်ဆုံးသွားတယ်ဆိုတော့အဲ့ဒါကထမင်းဆိုင်မှာထမင်းစားနေတဲ့အချိန်မှာပုံချဲတာဆိုတော့အဲ့လိုမျိုးထမင်းစားနေတဲ့အချိန်မှာပုံချဲတယ်ဆိုတော့အချိန်တိုင်းတာရတိတ်ကြမှာမဟုတ်ဘူးเนาะအလွန်ဆုံးဆိုလို့ရှိရင်တနာရီပေါ့เนาะအဲ့ဒီပေါင်းဝင်ချိန်မှာသူတို့ချဲတာဆိုတော့အဲ့ဒီပေါင်းဝင်ချိန်မှာရောက်အောင်လေရင်ကို ခေါ်နိုင်တယ်ဆိုတဲ့ဟာကသူတို့ကြိုပြီးတော့တီးထားတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်ကျွန်တော်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ Trump ဒီသမ္မတ Trump ကိစ္စပဲနော်ဆိုတော့ဒီတောင်အာဖရိကကသမ္မတတရားအဲ့ဒီမှာသူစီမလာတယ်လာတယ်အဲ့ဒီဘေးအိုးပုံစံနော်ဘေးအိုးပုံစံအဲ့ဒီရုံးခန့်ရှိမှာသူတို့ဆွေးနွေးကြတယ်နိုင်ငံရေးဆွေးနွေးဖို့လည်းဆွေးနွေးကြတယ်အဲ့ဒါကတောင်အာဖရိကကသမ္မတဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဘလို့ဖြစ်လာလဲဆိုတော့စကအခြေတင်ဖြစ်တယ်ခုနက ဒီ zero grade တမတာနဲ့ပြောသလိုကအခြေအနေနဲ့ဖြစ်ကြတယ်ဖြစ်ရချက်ရအဓိကအကြောင်းရင်းကသူတို့ကဘာဖြစ်လဲဆိုတော့နေသမားနေလူဖြူနေသမားတွေကိုနေပြီးတော့တပ်ဖြတ်ဖို့အဲ့ဒီဗီဒီယိုဖိုင်ကိုပြတယ်နော်ဗီဒီယိုဖိုင်ကိုပြတယ်ပြီးလို့ရှိရင်တော့ဒီအတိုက်ခံကောင်းဆောင်ကလူဖြူတွေကိုလူမျိုးတွေတပ်ဖြတ်ဖို့အတွက်ပြင်ဆင်တယ်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးတွေကိုအဲ့ဒီဗီဒီယိုဖိုင်ပြရတယ်ပြတဲ့ခါကျတော့အဲ့ဒီမှာစကားအခြေတင်ဖြစ်ကြတယ်အဲ့ဒီပြရတော့လူဖြူတွေကိုလူမျိုးတွေတပ်ဖြတ်ဖို့ခမရလို့လုပ်နေတယ်ဆိုတဲ့ဟာကိုဆွတ်ဆွေးလိုက်တယ်အဲ့ဒါကြောင့်အဲ့ဒီမှာဆိုလို့ရှိရင်တောင်အာဖရိကကဒီသမတနဲ့အခြေတင်စကားများကြတယ်အဲ့ဒီမှာ နော်ဆိုတော့အဒီဟာကတော့ခဏခဏကြားနေရတာပဲဘာဖြစ်ဆိုတော့ဒီသမ္မတထရန့်ကသူကစိတ်လက်မှာမလုတ်တတ်တယ်ဆိုတော့ကလေးလိုလိုအဲ့လိုမျိုးလူတိုင်းရဲ့သွားပြီးတော့ရန်တွေ့တဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့နောက်တစ်ခုကဘာဖြစ်လာလဲဆိုလို့ရှိရင်တော့အခု MBC ဆိုတဲ့တည်င်းဌာနနဲ့အဲ့ဒီမှာတက်ရောက်တယ်တက်ရောက်တဲ့ခါကျတော့အဲ့ဒီတည်င်းဌာနကနေပြီးတော့မေးလိုက်တယ်အဲ့ဒါကအခုနာမည်တအားကြီးတဲ့နော်ဘိုးဝင်747ဒီကနေပြီးတော့လက်ဆောင်ပေးလိုက်တယ်လို့ဆိုလို့ရှိရင်တော့ ကတာကနိုင်ငံကနေပြီးတော့ lesson ပေးလိုက်တာအဲ့ဒါကဒေါ်လာတန်400အထိတန်ဖိုးရှိတယ်နော်တန်ဖိုးရှိတယ်747 Boeing အဲ့ဒါကိုနေပြီးတော့ဒီ trunk ကနေပြီးတော့လက်ခံလိုက်တယ်နော်အဲ့ဒီဟာကိုနေပြီးတော့သူတို့အခုတရားဝင်လက်ခံလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ဒီသတင်းထောက်ကမေးလိုက်တာမေးလိုက်တဲ့အခါကျတော့နော်အဲ့ဒါကိုနေပြီးတော့သူကမကြိုက်ဘူးမကြိုက်တဲ့အခါကျတော့သူ့ကိုနေပြီးတော့အဲ့ဒီသတင်းထောက်ကိုနှိမ်ထုတ်လိုက်တယ်ဆိုတဲ့သတင်းကလည်းကျွန်တော်တို့လည်းချက်သတင်းတစ်ခုအနေနဲ့တွေ့ရတယ်နောက်တစ်ခုကရခိုင်မှာဆိုလို့ရှိရင်တော့ဒီချင်းပြည်အတွက်အဓိက ဒီဝင်ဝင်ရခိုင်ပြည်နဲ့ချင်းပြည်အတွက်အဓိကဝင်ဝင်ကုန်သွယ်လမ်းကြောင်းကအိန္ဒိယပလက်ဝလမ်းကြောင်းနော်အဲ့ဒါကိုနေပြီးတော့မီဇိုရမ်ပြည်နယ်အဲ့ဒီမှာဘလော့ခရိုင်ကနေပြီးတော့အန်နာမိုင်တွေကပိတ်လိုက်တယ်ပိတ်လိုက်တဲ့အကြောင်းရင်းကပါလဲဆိုလို့ရှိရင်တော့ဟိုဘက်မှာဒီပါကစ္စတန်နဲ့ဒီအိန္ဒိယနဲ့သူတို့အချင်းချင်းအဲ့ဒီမှာတိုက်ပွဲတွေဖြစ်ကြတယ်နော်ဘုံတွေချဲရတယ်ဆိုတော့အဲ့ဒီကြောင့်နော်အဲ့ဒီမီဇိုရမ်ပြည်နယ်ကလောင်ခရိုင်ကနေပြီးတော့အန်နာမိုင်တွေကပိတ်လိုက်တာပိတ်လိုက်တော့အခုကနေပြီးတော့ ပြန်ဖွင့်လိုက်ပြီဆိုတဲ့ခါကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတိတ်ပြတော့ကုမ္ပဏီကြီးကဒီအိန္ဒိယနဲ့ကုမ္ပဏီကြီးကပြန်ပြီးတော့ပွင့်သွားပြီတရားဝင်တော့မဟုတ်သေးဘူးနားလည်မှုနဲ့သူတို့ဖွင့်ကြတယ်ဆိုတဲ့ခါကိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုက ARD time ပသိမ်မူရွာအဲ့ဒီလမ်းပန်းဝန်းကျင်မှာဆိုလို့ရှိရင်တိုက်ပွဲတွေအခြေခြေဖြစ်နေတယ်တိုက်ပွဲဖြစ်နေတဲ့ဟာကအခုလေးမျက်နှာကနေပြီးတော့အင်ကပူနေမျိုးကိုရွှေ့ပြောင်းသွားပြီနော်အင်ကပူကိုရောက်သွားပြီလက်ပြတော့နော်ဆိုတော့အဲ့ဒီမှာပင်းနေကွင်းရွာအထီတောင်မှဒီစစ်ပွဲကဆိုလို့ရှိရင်ကြီးကြီးတိုက်ပွဲတွေဖြစ်နေတယ်เนาะအရာဝတီတိုက်ပါဆိုတော့အဲ့ဒီပသိမ်မုံရွာလမ်းမှာ တောင်မကလို့ကျွန်တော်တို့လေးမျက်နှာအင်ကပူအင်ကပူမှာတောင်မအခုပိနေခွင်းပိနေခွင်းအထိတောင်မရောက်နေပြီဆိုတော့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကနိုင်ငံခကူရေးဒါတော့တကယ်တည်င်းထုတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတာဆိုတော့စစ်တက်တို့မှာပညာသင်ခဲ့တဲ့အရင်တော့ဆိုလို့ရှိရင်တော့ကမ္ဘောဒီးယားရဲ့သံအမတ်တယောက်လည်းသူခန်းချင်းကိုခါရတယ်။နောက်တစ်ခုကမအလကတုံမနာချောက်ထင်ပွေးကိုပေးလိုက်တာနော်ပေးလိုက်တာပေးပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူကအဲ့ဒီမှာဒီစစ်တက်တို့မှာပညာသင်တဲ့အဓိပ္ပာယ်ကတော့သူကတော့ဒီဝန်ထမ်းဟောင်းပေါ့နော်ဝန်ထမ်းဟောင်းသူ့ရဲ့နာမည်ကချိုထွန်းအောင်နော် ဲ့ဒီမှာဘုံမုံချုံချိုထွန်းအောင်ဆိုတဲ့လူက ူရဲ့နေအိမ်မှာပြစ်ခတ်ခံရတယ်အဲ့ဒါကရန်ကုန်မြန်ကုန်မြို့နယ်သူရဲ့နေအိမ်မှာနေပြီးတော့ပြစ်သက်ခံရတယ်ဆိုတော့အဲ့ဒါကဒီတော်လင်ရောက်ဖွေတွေကအဲ့လိုမျိုးကောင်းချီဘိုင်းပုံတော်မှနော်ပြစ်သက်လိုက်နိုင်တယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာဟိုလင်းတကျော်ပဲသတင်းမီဒီယာတော့ခတိုက်မှာကျွန်တော်တို့ရှာလိုက်သူရဲ့ပုံရဲ့သူရဲ့သတင်းရဲ့ကျွန်တော်တို့တင်တင်ရှာရှာကျွန်တော်တို့ဖြစ်ရမှာတွေ့ရမှာဖြစ်တယ်ဘာလို့ဆိုတော့အဲ့ဒါကကြော်စောသတင်းပဲနော်အဲ့ဒါကနိုင်ငံတော်ရဲ့တကယ်ဘုံမှုချုပ်အဆင့်ကုန်နော်ပြစ်သက်လိုက်တယ်နော်အဲ့ဒါကပြစ်သက်လိုက်တယ်သူကတော့အငင်းစားတော့ငင်းစားပဲဒါပေမဲ့ဒီစစ်တပ်ဆိုမှကျွန်တော်တို့ပညာသင်ပေးတယ်ဒါတိပဲတော့ စစ်တပ်ရဲ့တကယ်တောက်တိုင်ပဲเนาะသူတို့ရဲ့စစ်ထွက်တွေကတော့အကုန်လုံးသူတို့ဖက်မှာပဲသူတို့ဖက်မှာပဲเนาะမမမမဲ့သူတို့ဖက်မှာပဲရက်တီရတယ်เนาะဆိုတော့ သူပြစ်သက်ခံရတဲ့တင်ရတော့ကျွန်တော်တို့အတွက်တကက်တင်ကောင်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ KIA KIA ကနေပြီးတော့ပြစ်ချလိုက်တဲ့ရဟန်းရင်စီးရှိတယ်နော်လက်စီကအဲ့ဒီတင်ကလည်းဒီနေ့ထက်ထိဆက်ပြီးတော့တက်နေတော့မယ်ဆိုတော့ဒီပြစ်ချလိုက်တဲ့ဒီထက်မှာဆိုလို့ရှိရင်နော်တော့ထက်မှာပြုတ်ကျတယ်အဲ့ဒါကရွှေကူနဲ့စင်ကားမိုင်กว่าမှာအဲ့ဒီမှာနေပြီးတော့သူ KIA ကဒီတမဟာရှင်းနဲ့တမဟာ9နေမြေအဓိကတော့9နေမြေမှာသွားပြီးတော့ကြတဲ့ခါကျတော့သူတို့သွားပြီးတော့စစ်ဆေးတယ်အဲ့ဒီမှာကျွန်တော်တို့လူတွေအများကြီးမနေ့က16ရောက်လို့ပြောတယ်နော်ဒီနေ့ကတော့16ရောက်တက်လာတယ်ထပ်တိုးလာတယ်နော်ထပ်တိုးလာတယ် ယ်အဲ့ဒီမှာကျွန်တော်တို့ဗတ်တွေ့ရတယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကနော်ပါဝါထက်ထက်ဝင်ပါဝင်နေဆိုတဲ့တတင်းကိုဒီနေ့ထပ်တော့ထုတ်တယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာလင်းပြင်းမှာဆိုလို့ရှိရင်ဘာပါလဲဆိုတော့ဂျီကာပါလာတယ်နော်ဂျီကာပါလာတယ်အဲ့ဒီဂျီကာကအိန္ဒိယနိုင်ငံကထုတ်တာနော်အိန္ဒိယနိုင်ငံဟာဆိုလို့ရှိရင်ဒီစကားဆာနဲ့ကိတ်ထက်ထက်ဝင်ပါဝင်ပတ်သက်မှုတွေရှိတယ်ဆိုတာ အဲ့ဒီ layer ပြင်ကနေပြီးတော့ကျွန်တော်တို့အချက်လက်တွေကိုတွေ့ရှိရတယ်ဆိုတဲ့ဟာကိုထုတ်ပြန်တာနောက်တစ်ခုကကျွန်တော်တို့ဒီရွှေကူကိုเนาะအဲ့ဒီမှာထိတော့ထိတယ်ဒါပေမဲ့ရွှေကူထိရောက်သွားတယ်เนาะရွှေကူထိဆင်းတဲ့ရွှေကူမှာရောက်သွားတယ်ဆိုတော့အဲ့ဒီ layer ပြင်ကိုလည်းဒီဖက်ကတော်နေရောက်ဖွေတယ်ကမနေ့ကကျွန်တော်တို့တည်င်းချတာကလက်နေချင်းနဲ့ပြစ်လိုက်တယ်เนาะပျက်စီးသွားတယ်ဆိုတဲ့ဟာကိုမနေ့ကတည်င်းချတယ်ဒီနေ့ကတော့အဲ့လိုမျိုးမဟုတ်ဘူးဗီဒီယိုထပ်ပြီးတော့เนาะအတီးပြူတဲ့ဟာတစ်ခုထွက်လာတယ်เนาะအဲ့ဒါကဘာလဲဆိုတော့ ူတို့ကဒုံနဲ့လိုက်တယ်နော်ဒုံနဲ့လိုက်တယ်လိုက်ပြီးတော့အဲ့ဒီမှာဒီရဟယင်ဆင်းတဲ့နေရာမှာသွားတာနဲ့အဲ့ဒီမှာကျွန်တော်တို့ဘုံချလိုက်တယ်နော်ဘုံချလိုက်တဲ့ခါကျတော့အဲ့ဒီမှာအကောလုံး ပေါက်ပွဲသွားတယ်เนาะအဲ့ဒီ video file လဲကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမယ်ဒီမှာသွားကြည့်လို့ရတယ်ပြီးလို့ချင်တော့ view sorty နော် view sorty အဲ့ဒီ mandalay တိုင်းမိတ်ထီလာမှာဆိုလို့ရှိရင်တော့ view sorty ကောင်းဆောင်လာတယ်ပြီးတော့ခုနကဘုံမှုတူသူ့ရဲ့ဘုံမှုနာမည်ကကျွန်တော်တို့ဝေဖြိုမနေ့ကလည်းကျွန်တော်ပြောပြီးပြီเนาะအဲ့ဒီဟာကိုနေပြီးတော့ဒီနေ့ထုဆန်းတာကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီဘုံမှုကဂျိမ်းမောင်းတယ်အဲ့ဒီမှာလက်ပြပုံနဲ့ပြမာတို့တနတ်နဲ့ပြမာတို့စသဖြင့်ပြောတဲ့ခါကျတော့အဲ့ဒီ view sorty ကောင်းဆောင်တယ်เนาะအခြေတင်ပြောကြတယ်အဲ့ဒီဖြည့်ရချင်းအကြောင်းရင်းကသူကားနဲ့လာတယ်ကားမှန်ချရမယ်ဆိုတော့ဘုံမှုဆိုတော့သူ့မှာက တကယ်မောက်မာတဲ့စိတ်ထားမျိုးရှိတယ်သူမှအာနာရှိတဲ့ခါကျတော့သူကလုံးဝသူမချချင်ဘူးဟိုကလည်းစိတ်ကန်တန်းချရမယ် အဲ့ဒီမှာစကားများပြီးတော့เนาะစကားများတဲ့ခါကျတော့နောက်ဆုံးကျတော့ကြောက်ဆောင်နဲ့ခုနကကြက်အိုးနဲ့တိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ဒီ fuel source ထိကောင်းဆောင်ကတော့905ကနဲ့အဆွေးခံလိုက်ရတယ်နော်။ဆိုတော့အဲ့ဒီမှာ fuel source ထိက16ယောက်နှုတ်ခွဲ့တယ်။ဆိုတဲ့တင်းကိုဒီနေ့ကြားရတယ်။ဆိုတော့အဲ့ဒါကဒီသူတို့ရဲ့ဖြစ်ပျက်တဲ့အဖြစ်ပျက်ကိုနေပြီးတော့ဒီနေ့ set လို့တိုးလာတာက fuel source ထိတွေနှုတ်ခွဲ့ကြတယ်ပြည်သူစစ်တွေပေါ့နော် fuel source ထိတွေ16ယောက်အဲ့ဒီကနေပြီးတော့နှုတ်ခွဲ့တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။သူကောင်းဆောင်ကတော့905ကနဲ့ နော်အဲ့ဒီမှာဖန်စီခါရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဘာဖြစ်ဆိုတော့အမြင်ကပ်ပုံမှန်နဲ့သူတို့မှန်တယ်ဒါပေမဲ့ပုံမှန်ဘူမှုဖြစ်နေတယ်နော်ဘူမှုဖြစ်နေတယ်ဆိုတော့သူရဲ့ဘူမှုဖွင့်ပါနေပြီးတော့ရက်တီတာကိုကျွန်တော်တို့တွေ့ရနေမယ်။ဆိုတော့သူတို့ရဲ့လာရကဒါပဲနော်ဖြူစောထီတို့ရဲ့လာရကဒါပဲသူတို့သုံးလို့ရရင်သုံးမယ်သုံးလို့မရရင်တော့သူတို့ကိုအခုနက ဆွေးစီမယ်တတ်မယ်ဖြတ်မယ်ဒါပဲဒါတော့သူတို့ရဲ့လာရပဲเนาะနောက်တစ်ခုကဒီစကိုင်းတိုင်းနေမှာဆိုလို့ရှိရင်တော့ဆေးကြောင်ထိုးလာတဲ့စကားစကုန်နေပြီးတော့ပါကဖတ်တော်ရနေပြီးတော့ဒီဖက်ကချိန်မုံလိုက်တာเนาะဆိုတော့အဲ့ဒီမှာဘလောက်သေးသွားလဲဆိုလို့ရှိရင်အရောက်အပေါင်း25ရောက်သေးတယ်လက်နက်က လက်20ရတယ်25ရောက်မှာငားလဲရတော့သူတို့ပြန်သိမ်းသွားတာပေါ့နော်ဆိုတော့အဲ့ဒီမှာစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတယ်ဆိုတော့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတဲ့အတင်းကလည်းခဏခဏကျွန်တော်တို့ဒီစကိုင်းမှာကြားရတယ်ဆိုတော့အခုထပ်တော့ကျွန်တော်တို့ကြားရတယ်နော်အဲ့ဒါကစစ်ကြောင်းထိုးတဲ့ဟာကိုဒီကကြားဖြတ်ပြီးတော့တိုက်လိုက်တာ25ရောက်မာလခီယာဖြစ်သွားတယ်နော်လက်နက်လက်ပေါင်း20နော်အဲ့ဒီမှာတင်စရာမိနေဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကအာဆီယံမှာဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်အရေးပေါ်နော် နှစ်ချိန်လုပ်မယ်ဆိုတော့အဲ့ဒီနှစ်ချိန်မှာဆိုလို့ရှိရင်မအလက်တက်မှာပဲเนาะတက်မှာပဲဆိုတော့ ASEAN ကဒီရုပ်ကိုမလုံဆန်နိုင်ဘူးအရင်ကလေးနှစ်လုံးဝတက်ခွင့်မရှိဘူးအခုကတော့မအလက်ကိုဒီရုပ်ကစစ်ဆက်ပေးတဲ့ခါကျတော့အခုနှစ်ချိန်လုပ်မယ်အဲ့ဒါကဒီ ASEAN ရဲ့ထိပ်သီးအစည်းအဝေးမှာတိုင်းပြီးမှာသူတို့လုပ်မယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကဒီ ASEAN ရဲ့အတွင်းမှုကနေပြီးတော့ထုတ်ပြန်တာဖြစ်တယ်ဆိုတော့အခုမြန်မာအရေးကိုနှစ်ချိန်ချင်းပတ်မှာကဘာကြောင့်လဲဆိုလို့ရှိရင် တုံဆိုင်နေတဲ့ရင်းချမ်းရဲ့ကြိုးပမ်းမှုတွေကိုပြန်ပြီးတော့အချိန်မြင့်နိုင်အောင်နော်သူတို့လုပ်တယ်ဆိုတဲ့ဟာကိုဒီနေ့အာဆီယံကနေပြီးတော့အတွင်းပေါ်နေပြီးတော့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့မေလ22ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ